ရေဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ25ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးသတင်းအနေဖြင့်ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်း65နှစ်မြောက်နေ့မှာ CRPH ကဂုံပြူသဝင်လွှာပေးပို့တဲ့သတင်းကိုတင်ပြပေးပါမယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်း65နှစ်မြောက်တဲ့ဒီနေ့အော်တိုဘာလ25ရက်မှာပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကဂုံပြုတဝန်လွှာပေးပို့လိုက်ပါတယ်1960ပြည့်နှစ်အော်တိုဘာလ25ရက်နေ့မှာစတင်တည်ထောင်ခဲ့တဲ့ကချင်လွတ်လပ်ရေးအဖွဲ့ဟာအမျိုးမျိုးသောစိန်ခေါ်မှုအခက်အခဲတွေကိုရင်ဆိုင်ကြုံလွှားခဲ့ရပြီးကချင်ပြည်သူလူထုအားကိုးအားထားပြုရတဲ့အဖွဲ့အစည်းအဖြစ်ရပ်တည်နိုင်ခဲ့တာ ဒီနေ့ဆိုရင်65နှစ်ပြည့်မြောက်ခဲ့ပြီလို့ဆိုပါတယ်65နှစ်မြောက်ကချင်လွတ်လပ်ရေးအဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်းနေတွင်းနှစ်မြောက်ကိုကချင်လွတ်လပ်ရေးအဖွဲ့ကခေါင်းဆောင်ကြီးတွေနဲ့ရဲဘော်များအပါအဝင်ကချင်ပြည်သူလူထုအားလုံးနဲ့အတူပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီကကြိုးစိုးဂုဏ်ပြုတဲ့အကြောင်းတဝန်လွှမ်းမှဖော်ပြထားပါတယ်ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့မဟာမိတ်အဖွဲ့တွေရရှိခဲ့တဲ့နိုင်ငံရေးအရာတိုးတက်မှုများ စည်ရေးအရာတည်သာထင်ရှားတဲ့အောင်ပွဲတွေနဲ့နေမြေထိန်ချုပ်မှုရရှိထားနိုင်မှုတို့အတွက်ဂုံယူလေးစားရတယ်လို့လည်းအတည်ပြုထားပါတယ်။မြန်မာပြည်သူလူထုတရက်လုံးမျှော်မှန်းတောင်းတနေတဲ့စစ်မှန်သော Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ပင်လုံကတိကဝတ်ကိုမမေ့မလျော့ပဲမစုံမနစ်ကျိုးပန်းတိုက်ပွဲဝင်နေမှုကိုလည်းလေးစားဂုံယူတဲ့အကြောင်းလဲတဝင်းလွားကဆိုထားပါတယ်။ပင်လုံစာချုပ်ပါဂရီကဝတ်တွင်နဲ့စစ်မှန်နဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကြိုးပမ်းဆောင်ရွက်ခဲ့တဲ့65နှစ်တာကာလ အသက်သွေးချွေးပိဆက်ခဲ့ကြတဲ့ကချင်မျိုးသားခေါင်းဆောင်ကြီးတွေရဲဘော်ရဲဘက်တွေနဲ့ကချင်ပြည်သူလူထုကို CRPH ကအုံညွတ်အလေးပြုထားပါတယ်။မိမိတို့အားလုံးရဲ့ရည်မှန်းချက်ဟာတိုင်းရင်းသားအားလုံးတန်းတူရင်ကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့တရားမျှတရေးကိုအာမခံတဲ့ Federal Democracy ပြည်ထောင်စုကိုတည်ဆောက်ဖို့ဖြစ်တာကြောင့်စစ်အာဏာရှင်စနစ်အပြီးတိုင်ခြုံငင်းရေးအတွက်ကချင်လူထုအပါအဝင်တိုင်းနိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုရဲ့တော်လှန်ရေးစိတ်ဓာတ်နဲ့စည်းလုံးညီညွတ်မှုဟာ အလွန်အရေးကြီးတဲ့အကြောင်းလဲအတည်ပြုထားပါဗျ။ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီအနေနဲ့ဒီရမန်းချက်အောင်မြင်အောင်အကောင့်ထဲပေါ်နိုင်ရင်တိုင်းရင်းသားညီကိုမောင်နှမများတော်လှန်ရေးအင်အားစုများအားလုံးနဲ့အတူလက်တွဲချီတက်သွားမယ်လို့ကတိပြုထားပါဗျ။ကချင်လွတ်လပ်ရေးအဖွဲ့ KIU အနေနဲ့လဲတော်လှန်ရေးအင်အားစုအားလုံးရဲ့အဓိကဘုံရမန်းချက်ပန်းနိုင်ဖြစ်တဲ့ဆရာနာရှင်စနစ်ချုပ်ငင်းရင်အာမိတ်အင်အားစုများအားလုံးနဲ့ပူးပေါင်းပြီးအောင်မြင်တဲ့အထိကြိုးပမ်းသွားမယ်ဆိုတာအလေးအနက်ယုံကြည်တယ်လို့ ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH သဝင်လွှာမှဖော်ပြထားပါတယ်ခင်ဗျာဒုတိယသတင်းနေဖြင့်စေအုပ်စုထံလက်နက်တင်ဖို့လွှဲပြောင်းတဲ့အဖွဲ့ဝင်နိုင်ငံအချို့ရဲ့လောက်ရဟာစေအုပ်စုရဲ့လူသက်မှုတွေကိုထောက်ခံအားပေးတဲ့လောက်ရအဖြစ်မြန်မာပြည်သူတွေရှုမြင်တဲ့သတင်းကိုတင်ပြပေးပါမယ်စေအုပ်စုထံလက်နက်တင်ဖို့လွှဲပြောင်းတဲ့အဖွဲ့ဝင်နိုင်ငံအချို့ရဲ့လောက်ရတွေဟာ ဆဲအုပ်စုရဲ့လူတက်မှုတွေကိုရှင်းလင်းပြသစွာထောက်ခံအားပေးတဲ့လုပ်ရများအဖြစ်မြန်မာပြည်သူတွေကရှုမြင်ထားတယ်လို့ကုလဆိုင်ရာမြန်မာတမ်းအမတ်ကြီးကပြောကြားလိုက်ပါတယ်။အချင်း80မြောက်ကုလသမဂ္ဂထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနှင့်နိုင်ငံတကာလူညုံရေးကော်မတီရဲ့တမယိုးကျလက်နက်များခေါင်းစဉ်နဲ့ဗဒါရဲ့ဆိုင်ရာဆွေးနွေးမှုကိုမနေ့အောက်တိုဘာလ24ရက်နေ့ကကျင်းပခဲ့ပါတယ်။ဒီဆွေးနွေးပွဲမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမတ်ကြီးဦးကျော်မိုးထွန်းမိန့်ခွန်းပြောကြားရာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။တမယိုးကျလက်နက်တွေနဲ့ဒီလက်နက်တွေကိုလွှဲပြောင်းရယူခြင်းဟာလက်နက်ကိုင်ပြစ်ပခတွေကိုမကြာခဏဖြစ်ပေါ်စေပြီးအရက်သားတွေအပေါ်အကြမ်းဖက်မှုတွေကိုပိုပြီးရှည်ကြစေသလိုငင်းချမ်းတဲ့လူအဖွဲ့အစည်းရဲ့အခြေခံအုတ်မြစ်တွေကိုဖျက်ဆီးနေတာပဲလို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ဆင်အာနာသိမ်းပြီးနောက်ပိုင်းအရက်သားပြည်သူလူထုကိုအကြမ်းဖက်တိုက်ခိုက်တာနဲ့ဖိနှိပ်ဖို့အတွက်ဆေအုပ်စုဟာပြည်တွင်းနဲ့နိုင်ငံတကာကနေရရှိနေတဲ့တမယိုးကျလက်နက်တွေအသုံးပြုနေတာနဲ့ ဒီလက်နက်တွေရဲ့စိုးရင်ပွဲရာအခြေအနေတွေကိုအဓိကထားပြီးမြန်မာတပ်အမတ်ကြီးကပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့လက်နက်ထုတ်လုပ်ရေးကဏ္ဍတစ်ခုလုံးကိုစစ်အုပ်စုကထိန်းချုပ်ထားတဲ့အတွက်ရွေးကောက်ခံအရသာအစိုးရလက်ထက်မှာတော့စစ်တပ်ကလက်နက်ထုတ်လုပ်ရေးလုပ်ငန်းကိုလဝဲကြီးအုပ်ထားခဲ့တယ်လို့အစည်းအဝေးတက်ရောက်သူတွေကိုပြောကြားခဲ့ပါတယ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံးအောက်မှာရှိတဲ့စစ်အုပ်စုဟာအသေးစားနဲ့အပေါ်စားလက်နက်တွေအမြောက်ကြီးတွေလူသက်မိုင်းတွေ လက်နက်တက် drone တွေစင်ကဲပောက်ကွဲစေတတ်တဲ့လက်နက်တွေထုတ်လုပ်ခဲ့ပြီးတိုင်းရင်းသားလူနည်းစုတွေနဲ့အရက်သားပြည်သူတွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်ဖို့အသုံးပြုနေတယ်လို့လည်းရှင်းပြခဲ့ပါတယ်။လက်နက်ထုတ်လုပ်ရေးလဝကြီးအုပ်ထားတဲ့စေအုပ်စုဟာအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ကုန်ရမ်းပစ္စည်းတွေလက်နက်တွေခရမ်းမီကြောင်နဲ့ဆက်ဆက်နည်းပညာတွေရရှိနေတာကြောင့်စေအုပ်စုဟာပြည်တွင်းမှာလက်နက်တွေထုတ်လုပ်နိုင်ဖို့အားဖြစ်နေတယ်လို့လည်းထောက်ပြခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလကနေ 2023ခုနှစ်မေလအထိကာလအတွင်းမှာစေအုပ်စုအနေနဲ့လက်နက်တင်သွင်းမှုအမေရိကန်ဒေါ်လာ1ဘီလီယံနီးပါးတန်ဖိုးရှိခဲ့တာကြောင့်စေအုပ်စုထံလက်နက်တင်ဖို့လွှဲပြောင်းပေးတဲ့အဖွဲ့ဝင်နိုင်ငံအချို့ရဲ့လုပ်ရက်တွေဟာစေအုပ်စုရဲ့လူသက်မှုတွေကိုထောက်ခံအားပေးတဲ့လုပ်ရက်များအဖြစ်မြန်မာပြည်သူတွေကရှုမြင်နေတာပဲဖြစ်ပါတယ်။မြန်မာပြည်သူတွေရဲ့အသက်တွေကိုကယ်တင်နိုင်ဖို့တိုက်လေရင်စီအပါဝင်အခြားစစ်ဖက်ရက်ဖက်နှမျိုးသုံးပစ္စည်းတွေနဲ့ဆက်ဆက်နည်းပညာတွေ ဆဲအုပ်စုထံစီးစင်းနေတာကိုတကဘာလုံးကပိတ်ပင်တားမြစ်ဖို့နဲ့တားဆီးပေးကြဖို့မြန်မာပြည်သူလူထုကိုစားကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမတ်ကြီးဦးကျော်မိုးထွန်းကနိုင်ငံတကာအသိုက်အဝန်းကိုတောင်းဆိုခဲ့ပါတယ်ခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်ကျောင်းနေအရွယ်ကလေးငယ်9တန်းခန့်ကျောင်းထွက်ထားရတာကြောင့် မျိုးဆက်တစ်ခုစာဆုံးရှုံးရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ကုလဆိုင်ရာမြန်မာတန်အမတ်ကြီးသတိပေးတဲ့သတင်းကိုတင်ပြပေးပါမယ်။ကျောင်းနေအရွယ်ကလေးငယ်ခုနှစ်တန်းခန့်ကျောင်းထွက်ထားရတာကြောင့်မျိုးဆက်တစ်ခုစာဆုံးရှုံးရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ကုလဆိုင်ရာမြန်မာတန်အမတ်ကြီးဦးကျော်မိုးထွန်းကသတိပေးပြောကြားလိုက်ပါတယ်။ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနှင့်ယဉ်ကျေးမှုကော်မတီမှပညာသင်ကြားခွင့်ခေါင်းစဉ်နဲ့ပတ်သက်လို့အထူးစီရင်ခံစာတင်သွင်းသူနဲ့အပြန်အလှန်ဆွေးနွေးပြောကြားတဲ့အစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလကစစ်အုပ်စုကမတရားစစ်အာဏာသိမ်းပြီးခဲ့တဲ့နောက်ရက်စက်ကြမ်းကြုတ်မှုတွေကျူးလွန်နေတာကြောင့်ပညာရေးကဏ္ဍပြိုလဲလာတာကိုတွေ့မြင်နေရတယ်လို့အစည်းအဝေးတက်ရောက်လာတဲ့သက်ဆိုင်ရာနိုင်ငံတွေကကိုယ်စားလှယ်တွေကိုရှင်းပြခဲ့ပါတယ်စစ်အုပ်စုကရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတဲ့စစ်မှတ်လှုပ်ရှားမှုတွေမှာဆရာဆရာမတွေနဲ့ចောင်းသားចောင်းသူတွေကိုတရားလက်လွတ်ဖမ်းဆီးချုပ်နှောင်တာ ထောင်ချတာစာတင်ကျောင်းတွေကိုတင်းယူပြီးကျောင်းအဆောက်အုံတွေကိုစစ်စခန်းတွေအဖြစ်တုံးချတာစာတင်ကျောင်းတွေကိုတိုက်ခိုက်တာတွေအကြိမ်ကြိမ်လှုပ်ဆောင်နေတဲ့အတွက်နေရစွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ကလေးငယ်တွေဟာဘုံခုချင်းတွေရွှေပြောင်းနိုင်တဲ့စာတင်စခန်းတွေမှာဂျကုတ်ဂျကဲပညာသင်ကြားနေရတယ်လို့လည်းမြမတန်အမတ်ကြီးကအတည်ပြုခဲ့ပါတယ်ကလင်းငယ်တွေဟာဆေးအုပ်စုကကျွလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုအရင်ကတည်းကခါးစီးခံခဲ့ရပြီးအခုအခါသူတို့ရဲ့အသက်ရှင်သန်ရင်း တာယာဝါပြောမှုနဲ့ပညာသင်ကြားခွင့်စတာတွေအတွက်အကြောက်တရားနဲ့နေထိုင်နေရတယ်လို့လည်းဆက်လက်ပြောကြားခဲ့ပါတယ်။ဒါကြောင့်မြို့သားညညရဲ့အစိုးရပညာရေးဝန်ကြီးဌာနကကလေးသူငယ်တွေပညာဆက်လက်စီးပူးနိုင်ရေးအစွမ်းကုန်ကြိုးပမ်းနေတယ်လို့လည်းမြမတန်အမတ်ကြီးကအစည်းအဝေးတက်ရောက်လာသူတွေကိုပြောကြားခဲ့ပါတယ်။ကျောင်းသားကျောင်းသူတွေအနေနဲ့ဖိနှိပ်ချုပ်ချယ်မှုတွေရှိနေတဲ့ဆေးအုပ်စုရဲ့ပညာရေးစနစ်အစားအခြားရွေးချယ်ခွင့်တွေရရှိစေဖို့ online နဲ့ဗဟိုချုပ်ကန်မှုမရှိတဲ့စာသင်ကျောင်းတွေအပါအဝင် ယုံကြည်စိတ်ချရတဲ့ရှင်ပြိုင်ပညာရေးစနစ်တွေတည်ဆောက်နိုင်ဖို့မြူသားညီညွတ်ရေးအစိုးရကကြိုးပမ်းနေတဲ့အကြောင်းရှင်းပြခဲ့ပါတယ်။နေရဆုံခွာထွက်ပြေးတိမ်းရှောင်နေရတဲ့စာသင်သားတွေနဲ့မတန်ဆွမ်းကလေးငယ်တွေအလွယ်တကူသင်ကြားခွင့်ရနိုင်တဲ့ပညာရေးစနစ်ကိုဦးစားပေးဆောင်ရွက်နေသလိုဘေးကင်းလုံခြုံတဲ့ကျောင်းများလှုပ်ရှားမှုအစီအစဉ်ကိုလည်းမြူသားညီညွတ်ရေးအစိုးရကစတင်ဖော်ဆောင်နေပြီလို့အသိပေးခဲ့ပါတယ်။စာသင်ကျောင်းတွေကိုစစ်စခန်းတွေအဖြစ်အသုံးချနေတာတွေရပ်တန့်စေရင်း လူငယ်တွေရဲ့အသက်အိုးအိမ်နဲ့အနာဂတ်တွေကိုခိုးယူနေတဲ့အရမတသားစုဆောင်းမှုတွေရပ်တန့်စေရင်ဆရာဆရာမတွေနဲ့ចောင်းသားចောင်းသူတွေအပါအဝင်အရက်သားပြည်သူများအပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေဆက်လက်ကျူးလွန်နိုင်ဖို့လိုင်စင်ပေးအပ်ရာရောက်မဲ့ဆယ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုညှင်းပယ်ကန့်ကွက်ကြဖို့နိုင်ငံတကာအသိုက်အဝန်းကိုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းအမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတော့ကိုခန့်မှပြပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။